ြစည်းမပြည်သက်တွေအားလုံးပဲမင်္ဂလာပါ။နိုမာလာ26ရက်နေ့ည9:00နာရီတမြစည်းမပရိုင်တိုင်းမြစည်းမသတင်းစီစဉ်ကနေကြိုဆိုရတယ်။ကျွန်တော်ဆိုင်ခမ်းပါ။ဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းတွေကတော့စစ်ကော်မရှင်စွမ်းရင်တူဝင်ကြီးဦးတန့်စင်တာဝန်ကနေရက်စဲခံရတဲ့သတင်းအကျဉ်းသားတွေကိုချိုးတင်မဲပေးခိုင်းမှုဟာမဲမတမာမှုပြုလုပ်ဖို့ကြံစီနေတာဖြစ်ကြောင်း KPP ထုတ်ပြန်တဲ့သတင်းဝက်လက်မြို့နယ်မှာစစ်ကော်မရှင်တပ်စစ်ကြောင်းတိုက်ခိုက်ခံရပြီး35ဦးသေဆုံးတဲ့သတင်း ဝမ်ယောဂါကြောင့်ဆယ်ရက်ကြာကြာပိတ်ခဲ့ရတဲ့အိန္ဒိယမြန်မာနယ်ဇလန်ပြန်ဖွင့်တဲ့အကြောင်းနဲ့ထိုင်းမှာရေကြီးမှုကြောင့်လူ73ဦးသေဆုံးပြီးလူအများပြားပိတ်မိကလမ်းတွေရေမြုပ်နေတဲ့နိုင်ငံတကာသတင်းပြင်နောက်ဆုံးရကုန်စည်နှုန်းနဲ့တခြားရေကြီးသတင်းတွေကိုတင်ဆက်ပေးသွားမှာပါစစ်ကော်မရှင်စွမ်းရင်တူဝင်ကြီးဦးတန့်စင်တာဝန်ကနေရက်စဲခံရတဲ့တဲ့တွေနဲ့စားလဲအောင်ပါ စစ်ကော်မရှင်လက်အောက်ခံစွမ်းအင်ဝင်ကြီးဌာနဒုတိယဝင်ကြီးဦးတန့်စင်ကိုတာဝန်ကနေရက်ဆဲလိုက်တယ်လို့ဒီကနေ့နိုမာလာ26ရက်နေ့ထုတ်စစ်ကော်မရှင်ထိန်းချုပ်သတင်းစာတွေမှာဖော်ပြပါရယ်။ဘာကြောင့်ယာရုကနေရက်ဆဲလိုက်တယ်ဆိုတာကိုတော့စစ်ကော်မရှင်ထုတ်ပြန်ကြမှာမတွေ့ရပါဘူး။ဒါပေမဲ့73စီတင်သွင်းရမှာဒေါ်လာဈေးကစားမှုလက်ပေးလက်ယူကိစ္စတွေနဲ့ဦးတန့်စင်အပါအဝင်အရာရှိကြီးတချို့နဲ့လုပ်ငန်းရှင်တချို့ဟာခေါ်ယူစစ်ဆေးခံနေရကြောင်းသတင်းတွေထွက်ပေါ်နေတာပါ။ တာဝန်ကနေရက်စဲခံလိုက်ရတဲ့ဦးတန့်စင်ဟာ73စီတင်သွင်းတူလောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ဥက္ကဋ္ဌလည်းဖြစ်ပါတယ်။အရင်ကအဲ့ဒီကော်မတီမှာဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့တဲ့စီးပွားရေးနဲ့ကုသရေးဝန်ကြီးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးညွန့်အောင်ကော်မတီဒုတိယဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့တဲ့ဗိုလ်မှူးချုပ်ဟောင်းရန်အောင်စိုးတို့ဖန်စီအေးအေးယူခံလိုက်ရပြီးတဲ့နောက်2023ခုနှစ်အောက်တိုဘာလမှာကော်မတီကိုဖျက်သိမ်းပြီးအသစ်ပြန်ဖွဲ့တဲ့အချိန်ဦးတန့်စင်ကဥက္ကဋ္ဌဖြစ်လာတာဖြစ်ပါတယ်။ စစ်ကော်မရှင်ဟာတစ်ဖက်မှာလည်းလေတပ်ရဲ့စေဦးစီးအရာရှိချုပ်ဒုတိယဗိုလ်ချုပ်ကြီးဇော်ဝင်းမြင့်ကိုယာတို့ကနေအနာပေးခဲ့ပြီးသူ့ရဲ့နေရာမှာတော့အနောက်ပိုင်းလေတပ်ကုတ်ကဲမှုဌာနချုပ်မှုဗိုလ်ချုပ်ထုံးဝင်းကို အစာထိုးခန့်အပ်ခဲ့ကြောင်းလဲနိုမလာ25ရက်နေ့မှာထုတ်ပြန်ထားခဲ့ပါတယ်ခင်ဗျာအကျဉ်းသားတွေကိုကြိုတင်မဲပေးခိုင်းမှုဟာမဲမတမာမှု ပြုလုပ်ဖို့ကြံစည်နေတာလို့ KPP ရထုတ်ပြန်တဲ့သတင်းနဲ့ဆက်ရအောင်ပါ KNY ပြည်နယ်လွိုက်ကောအချင်းထောင်မှာရှိတဲ့အချင်းသားတွေကိုစစ်ကော်မရှင်တပ်ကကြိုတင်ပဲပေးခိုင်းပြီးမဲမတမာမှုပြုလုပ်ဖို့ကြံစီနေတယ်လို့ KNY နိုင်ငံရေးအချင်းသားများအစည်းအရုံး KPPA ကထုတ်ပြန်ပါတယ်။လွိုက်ကောအချင်းထောင်မှာအချင်းချခံနေရတဲ့နိုင်ငံရေးအချင်းသားတွေအပါအဝင်အချင်းသူအချင်းသားအချုပ်သူအချုပ်သားတွေကိုစတေမာလာဒုတိယပတ်အတွင်းစည်ရင်းနေကောက်ယူပြီးတဲ့နောက်စတေမာလာကိုမှကြိုတင်ပဲပေးခိုင်းတာလို့သိရပါတယ်။ ွမြောက်လာတဲ့သူတွေကပြန်ပြောပြလို့ဒီအကြောင်းကိုသိရတာပါသူတို့ကိုအရင်ဆုံးစင်းရင်ကောက်တယ်ပြီးတော့မဲထဲခိုင်းလို့အကုန်လုံးမဲထဲလိုက်ရတယ်လို့ KPP တာဝန်ရှိသူကပြောပါတယ်လွိုက်ကောအချင်းထောင်မှာအချင်းသားစုစုပေါင်းအယောက်900ကျော်ရှိတာပါကြိုတင်မဲထဲခိုင်းမှုမှာဘဲပါတီကိုမဲပေးဖို့တိုက်တွန်းမှုရှိမရှိကိုတော့မသိရသေးဘူးလို့ KPP တာဝန်ရှိသူကဆက်ပြောပါတယ် အဲ့လိုကြိုတင်မဲပေးခိုင်းတာကိုလိုက်ကောအချင်းထောက်မှာရှိတဲ့အချင်းဦးစီးဌာနဝန်ထမ်းတွေကဦးဆောင်ပြီးတာဝန်ယူလုပ်ဆောင်တာလို့သိရပါဗျ။စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲဥပဒေအရအချင်းကျခံရသူတွေဟာမဲပေးပိုင်ခွင့်မရှိပါဘူး။အခုလိုလိုက်ကောအချင်းထောက်မှာရှိတဲ့အချင်းသားတွေကိုကြိုတင်မဲပေးခိုင်းမှုဟာဥပဒေကိုကျော်လွန် လုပ်ဆောင်ပြီးမဲမတမာမှုပြုလုပ်ဖို့စီစဉ်နေတာဖြစ်တယ်လို့ KPPA ကထုတ်ပြန်ထားပါဗျ။ ဥပဒေကလည်းပြစ်ဒဏ်ကျခံရသူတွေကိုမဲပေးပိုင်ခွင့်မရဘူးလို့တုံ့နှုံထားတာသူတို့အခုဒီကြိုတင်မဲပေးခိုင်းတာကလည်းဥပဒေပြင်ပကနေလုံနေတာဆိုတော့ဒီအချင်းသားတွေရဲ့ကြိုတင်မဲစင်းကိုဘမအတုံးချမလဲဆိုတာတော့စဉ်းစားရမယ့်အပိုင်းရောက်သွားပြီလို့ KPP တာဝန်ရှိသူကပြောပါတယ်စစ်ကော်မရှင်ကအပိုင်းလိုက်ပြုလုပ်မဲ့ရွေးကောက်ပွဲအပိုင်း1ကိုလာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာမြို့နယ်တရားနှစ်မြို့နယ်မှာပြုလုပ်သွားမှာဖြစ်တယ်လို့ကြေညာထားတာပါတရားမဝင်တဲ့အစိုးရအပေါ် တရားဝင်မှုတည်ဆောက်ဖို့စစ်အုပ်စုဟာနောက်ဆုံးလှည့်ကွက်အဖြစ်ရွေးကောက်ပွဲပြုလုပ်တာ ဖြစ်တဲ့အတွက်စစ်ကော်မရှင်တပ်ရဲ့ရွေးကောက်ပွဲတွေဟာလွတ်လပ်ပြီးတရားမျှတမယ်လို့ဆိုတာဟာစိတ်ကူးယဉ်ကျေးတာဖြစ်တယ်လို့ပြီးခဲ့တဲ့နိုဝင်ဘာလ16ရက်နေ့ကအမေရိကန်အောက်လွှတ်တော်မှာပြုလုပ်တဲ့မြမအရေးဆွေးနွေးပွဲအတွင်လွှတ်တော်အမတ်တွေနဲ့ကော်မတီဥက္ကဋ္ဌတွေကထောက်ပြပြောဆိုထားပါတယ်ခင်ဗျာဝလက်ကတရင်ကိုဆက်ပြောပြမှာပါစကိုင်းတိုင်းဝလက်မြို့နယ်ပုံနာချေးရွာနီးမှာ အင်အား၁၀၀ကျော်နဲ့စစ်ကြောင်းထိုးလာတဲ့စစ်ကော်မရှင်တပ်တိုက်ခိုက်ခံရပြီး35ဦးသေဆုံးကလက်နက်ခဲရဲနေတင်စီရမိခဲ့တယ်လို့ရွှေဘိုခရိုင်အမှတ်၁တပ်ရင်းကထုတ်ပြန်ထားပါတယ်။နိုမာလာ23ရက်နေ့မနက်၈နာရီခွဲမှာဝက်လက်မြို့နယ်စိုင်နိုင်ကွေးကထွက်လာတဲ့တပ်မ33လက်အောက်ခံခမရ71နဲ့ခလာရ42ကအင်အား120ကန်ပါစစ်ကြောင်းနဲ့ပုံနာကြီးရွာအနီးမှာ၁၀နိုင်ကြာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ အဲ့ဒီတိုက်ပွဲအတွင်းစစ်ကော်မရှင်တပ်သား35ဦးသေဆုံးပြီး MA တနတ်တွေငကြင်းမီ RPG စနိုက်ပါစိန်ပြောင်းတွေနဲ့တခြားစစ်အုံပစ္စည်းတွေတင်စီရမိခဲ့တယ်လို့ရွှေဘိုခရိုင်အမှတ်1တရင်ကထုတ်ပြန်ထားပါတယ်။အဲ့ဒီတိုက်ခိုက်မှုကို ရွှေဘိုခရိုင်ကုတ်ကဲမှုစီမံချက်နဲ့အမှတ်1 2 3 4 5 6တရင်တွေဝလမြုံနယ်ပကဖာဟန်လင်းတိုက်နယ်ပကဖာနဲ့ဒေသခံပကဖာတွေပူးပေါင်းလို့တိုက်ခိုက်ခဲ့တာလို့သိရပါပါတယ်ခင်ဗျာ။ နောက်ဆုံးသတင်းအနေနဲ့ဆယ်ရက်ကြာကြာပိတ်ခဲ့ရတဲ့အိန္ဒိယမြန်မာနယ်ဇလန်ပြန်ဖွင့်တဲ့အကြောင်းကိုကြည်အောင်ပါပါအိန္ဒိယမြန်မာနယ်ဇက်မီဇိုရန်ပြည်နယ်အတွင်းဝမ်ယောဂါကူးစက်ပြီးလူသေဆုံးမှုတွေရှိခဲ့တဲ့နောက်ဆယ်ရက်ကြာပိတ်ထားတဲ့အိန္ဒိယမြန်မာနယ်ဇလန်တွေပြန်လည်ဖွင့်လှစ်လိုက်တယ်လို့ဒေတာကန်နေနဲ့မြန်မာစစ်ဘေးရှောင်နေစီကတီးရပါတယ် အသွာလာနှစ်လခန့်ပြိပင်ထားဖို့စီစဉ်ခဲ့ပေမဲ့လက်ရှိမှာဝမ်းရောဂါထိန်းချုပ်နိုင်ပြီဖြစ်တဲ့အတွက်အိန္ဒိယအာနာပိုင်တွေကနိုဝင်ဘာလ24ရက်နေ့မှာပြန်လည်ဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။နေဇလန်တွေကိုအကုန်ပြန်ဖွင့်လိုက်ပါပြီ။ခရိုင်အုပ်ချုပ်ရေးမှူးကထုတ်ပြန်ခဲ့တာပါ။ကူးစက်မှုတွေလည်းမရှိတော့ပါဘူးလို့ကာကီချေးရွာလူငယ်အသင်းဥက္ကဋ္ဌကမျက်စိမှောက်ပြောပါတယ်။မြန်မာဆွေပေးရှောင်းနေခိုးလုံနေတဲ့အိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်လောင်တလိုင်ခရိုင်ကခြေရွာနှစ်ရွာရှဟာခရိုင်ကခြေရွာနှစ်ရွာမှာ နိုမလာ၄ရက်နေ့ကစလို့ဝမ်းယောဂါတွေဖြစ်ပွားခဲ့တာပါ။ဒါပြင်ဝမ်းယောဂါကြောင့်စုစုပေါင်း၉ဦးသေဆုံးခဲ့ပြီးလူတရာကျော်ကူးစက်ခံခဲ့ရပါတယ်။အဲဒီနောက်နိုမလာ၃ရက်နေ့မှာတော့နေဆက်အသွားလာတွေကိုဒေတာအာနာပိုင်တွေကနှစ်လပိတ်ပင်ခဲ့တာဖြစ်ပါတယ်။ကူးစက်မှုပြင်းထန်ချိန်မှာဒေတာအာနာပိုင်တွေကချေးရွာတွေကိုကွင်းစင်းစစ်ဆေးပြီးလိုအပ်တဲ့ဆေးဝါးတွေကိုကြီးထောက်ပံ့ခဲ့ကြတယ်လို့ဒေတာကန်တွေကပြောထားပါတယ်။ လမ်းဘိတ်ထားချိန်တွင်မီဇူရန်ပြည်နယ်ကနေပလဝမြို့နယ်ကိုတင်ပို့မဲ့ပစ္စည်းနဲ့ကုန်တယ်တွေဟာလမ်းမှာပိတ်မိခဲ့ပြီးကုန်ပစ္စည်းတချို့ပျက်စီးမှုရှိခဲ့ပေမဲ့အခုအချိန်မှာပြန်လည်တင်ပို့နေပြီလို့မြန်မာစစ်ဘေးရှောင်တူကပြောပါရယ်စစ်ကော်မရှင်တပ်နဲ့တိုက်ပွဲတွေဖြစ်ပွားနေတဲ့ရခိုင်ပြည်နယ်ကိုအိန္ဒိယနိုင်ငံမီဇူရန်ပြည်နယ်ကတဆင့်စားနေကစေဝါနဲ့73စီတွေအပါအဝင်လူသုံးကုန်ပစ္စည်းတွေတင်သွင်းနေတာဖြစ်ပါတယ်ခင်ဗျာ you အခုဆက်လက်ပြီးဒီကနေ့နောက်ဆုံးရနိုင်ငံတကာသတင်းကိုရှုစားမှာဖြစ်ပါတယ်။ထိုင်းမှာရေကြီးတာကြောင့်73ဦးသေဆုံးပြီးလူအများပြားပိတ်မိတောင်တင်နေတဲ့သတင်းကိုအရင်ဆုံးကြည့်အောင်ပါ။ထိုင်းတောင်ပိုင်းမှာနေထိုင်သူတွေပြီးခဲ့တဲ့အင်္ဂါနေ့ကခါးထိနှက်တဲ့ရေတွေသွာလာနေကြပါတယ်။မိုးတဲထန်စွာရွာသွန်းမှုကြောင့်အ धिक ခီးသွွားအလားများရာမြို့မှာရပ်ပေါင်းများစွာရေမြုပ်နေပြီးလူအများဟာလည်းအိမ်နေဟိုတယ်တွေမှာပိတ်မိနေကြပါတယ်။ ေသတွင်အ ਨੇ ဆုံးလူ73ဦးသေဆုံးခဲ့ရတယ်လို့ဆိုပါတယ်။အင်္ဂါနေ့မှာဆိုရကစွန်ကလာပြည်နယ်တောင်ပိုင်းကိုအရေးပေါ်အခြေအနေကြေညာခဲ့တာပါ။မိုးလေဝသဌာနကလည်းအခုတစ်ပတ်အတွင်းမိုးကြီးပြီးရေလွှမ်းမှုနိုင်တယ်လို့ကမ်းမန်းထားပါတယ်။ကမ္ဘာလက်ခီးတွားတွေအဓိကလာရောက်ရာနေရာဖြစ်တဲ့တောင်ပိုင်းဒေသဟိုက်ရိုင်မှာမိုးတဲထန်စွာရွာသွန်းပြီးရေတွေတဟုန်ထိုးစီးဆင်းလာခဲ့ပါတယ်။ ရေးပြီးတန်ခံရတဲ့ပြည်내၄ခုမှာအ ਨੇ ဆုံးလူ၁၃ဦးသေဆုံးခဲ့ရကြောင်းတဘာဝဘေးအန္တရာယ်ကာကွယ်ရေးနဲ့ရောဘာတတရေးဌာနကပြောပါတယ်။မကြာသေးခင်ရက်တွေအတွင်းအခြေခံသတင်းဌာနတွေကပြသခဲ့တဲ့ရုပ်တံသတင်းတွေမှာရေထူးကဲစွာကြီးနေတဲ့ဟတ်ရိုင်မှာလူတွေကိုလေတွေရေထဲသွားတဲ့မော်တော်ဆိုင်ကယ်တွေစစ်ထရက်ကားတွေနဲ့ကဲထုတ်နေတာကိုတွေ့ရပါတယ်။ လူတချို့ကတော့လေးမှုတ်သွင်းလို့ရတဲ့ကလေးတွေကစားတဲ့ရေကူးကန်ငယ်လေးတွေထဲမှာကလေးတွေတင်ပြီးဘေးလို့ရတည်သွားနေတာကို တွေ့ရပါတယ်။ကျမတောင်းတင်ပိတ်မိနေတာလေးရဲ့ကြားတယ်လို့ခေါင်းစုပ်ခြုံတယ်ဝတ်ထားပြီးကလေးကိုထီအောင်မှချီထားတဲ့မျိုးရင်းအမျိုးသမီးတူကဒေသခံရုပ်တံသတင်းဌာန TNN ကိုသတင်းလာနေမှာပြောပါတယ်။ကျမကမွေးကင်းစာကလေးရှိလို့ထွက်ဖို့ဆုံးဖြတ်လိုက်တာ ရေတွေထက်ကြီးမှကိုကြောက်တာလဲပါတယ်လို့သူကဆိုပါတယ်။ အဲ့ဒီအမျိုးသမီးသူ့ကလေးနဲ့အိယာပေါ်လဲနေတဲ့မိခင်ဖြစ်သူတို့ကိုလှေနဲ့ကဲထုတ်ခဲ့ရတာပါပြီးခဲ့တဲ့ပတ်ခြားသာရင်းနေကလေးကစွန်ကလာမြို့မှာရှိတဲ့အိမ်တွေကကဲတင်ခဲ့ရတဲ့လူအရေအတွက်ဟာထောက်နေရာကျော်ရှိပြီဖြစ်တယ်လို့ပြည်နယ်ပြည်သူ့ဆက်ဆံရေးဌာနကပြောထားပါတယ်တရုတ်အကျဉ်းသားတွေကိုအခွင့်ထူးပေးတာကြောင့်အကျဉ်းထောင်အကြီးအကဲကိုထိုင်းကယာတို့ချလိုက်တဲ့တဲ့တင်ကိုဆက်ကြည့်လိုက်အောင်ပါ နာမည်ကြီးတယောက်ဂျင်သားတွေကိုတီးတန့်တိုက်ထဲမှာအမျိုးသမီးတွေနဲ့တွေ့ခွင့်ပေးခဲ့ပြီးတခြားအထူးအခွင့်အရေးတွေလည်းပေးခဲ့တယ်လို့ဆိုကာဘန်ကောက်အချင်းထောင်အကြီးအကဲကိုထိုင်းရနာပိုင်တွေကယာတို့ကနေချထားလိုက်တယ်လို့တရားရေးဝန်ကြီးဌာနကပြောပါတယ်။ဘန်ကောက်ရီမန်နဲ့အချင်းထောင်မှာအချင်းသားတွေစီတယောက်အမျိုးသမီးနှစ်ဦးဝင်ရောက်ခွင့်ပြုခဲ့တယ်လို့ဒေသခံမီဒီယာတို့ကပြီးခဲ့တဲ့အပတ်မှာသတင်းဖော်ပြခဲ့ပြီးတဲ့နောက်အဲ့လိုရှုပ်တော်ပုံပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ ဒီကျင်းတောင်ဟာတရားစွဲတင်မှုစောင့်ဆိုင်းနေစေအချုပ်အကျဉ်းသား၄၀၀၀ကျော်ကိုရမန်ယူချုပ်နှောင်ထားတဲ့နေရာဖြစ်ပြီးအခုလအစောပိုင်းကတရုတ်နိုင်ငံကိုပြန်ပို့ခဲ့တဲ့လူလိန်ရှဲကြည့်ချင်းလိုလူမျိုးအပါအဝင်ထိုင်းနိုင်ငံမှာရှိတဲ့နာမည်အပြည့်ဆုံးတရားခဏ်တွေကိုချုပ်နှောင်ထားတဲ့နေရာလေးဖြစ်ပါတယ်။အကျဉ်းထောင်အကြီးကဲသူ့အတွင်ရေမှုအကြီးတန်းအကျဉ်းထောင်အရာရှိတူလိုကိုတရားရေးဝန်ကြီးဌာနကတင်းလာနေမှာယာဒုကနေချထားလိုက်တယ်လို့ဝန်ကြီးဌာနထုတ်ပြန်ကြေညာချက်အရသိရပါတယ်။ ရုပ်ကျင်းသားတွေကိုမျက်နှာသာပေးခဲ့တယ်လို့စွပ်စွဲခံထားရတဲ့အကျဉ်းထောင်အရာရှိတွေပါဝင်တဲ့အမှုကိုတက်တေအထောက်ထားတွေအပေါ်အခြေခံကင်တွေခဲ့တယ်လို့တရားရေးဝန်ကြီးရတ္တပုံနောင်ဝရက်ကပြောကြောင်းဒိန်လာနေနှောင်းပိုင်းကထုတ်ပြန်ခဲ့တဲ့ကြေညာချက်မှာဖော်ပြထားပါတယ်။အစောပိုင်းထုတ်ပြန်တဲ့ကြေညာချက်ထဲမှာအကျဉ်းထောင်ကိုရှာဖွေခဲ့ရမှာကွန်ဒုံးတွေဆေးလိပ်တွေနဲ့အရက်တွေအပါအဝင်ကျင်းဝတ်ဖောက်ဖျက်မှုနဲ့တားမြစ်ပိတ်ပင်ထားတဲ့ပစ္စည်းတွေကို တွေ့ရှိခဲ့ရတယ်လို့တရားရေးဝန်ကြီးဌာနကပြောထားပါတယ်။ အချင်းတောင်တိုက်ထဲမှာအချင်းသားတို့ကိုတရုတ်အမျိုးသမီးနှစ်ဦးနဲ့အတူတွေ့ကြရပြီးအဲ့ဒီတိုက်ခန်းမှာလည်းအကြီးတန်းအရာရှိတွေကိုဧည့်ခံဖို့ပြုပြင်ထားတဲ့အခန်းဖြစ်နေပါတယ်။အချင်းသားတွေတုံးဆွဲခွင့်မရှိတဲ့ဇပွဲဆိုဖာနဲ့ရေခဲတစ်တာတွေကိုအဲ့ဒီတိုက်ခန်းတွေမှာတွေ့ရှိခဲ့ရပါတယ်။အခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9:00နာရီထိရရှိထားတဲ့ငွေလဲနှုန်း၊ရွှေဈေး၊ဆက်သုံးစီဈေးနဲ့အဆောင်စီဈေးတွေကိုတင်ပြပေးပါမယ်။ ဒါတွေကိုတော့မြစည်းမဝိုင်းတော်သားကိုမြတ်သူရာကစူးစီးတင်ဆက်ပေးထားတာဖြစ်ပါတယ်။ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလဲနှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီသတ်မှတ်စေ1100ကျပ်ပြန်ပပေါ့စေ4080ကျပ်စင်ကာပူ Dollar ကိုစစ်ကောင်စီသတ်မှတ်စေ1611.23ကျပ်ပြန်ပပေါ့စေ3189ကျပ်ယူရောပါတယူရိုကိုစစ်ကောင်စီသတ်မှတ်စေ 1419.7ရေတကြပြင်ပပေါ့စီ4806ကြခိုင်ပါတပတ်ကိုစစ်ကောင်စီတတ်မှတ်စီ64.96ကြကြပြင်ပပေါ့စီ128.29ကြမလေးရှားတမင်ကိုစစ်ကောင်စီတတ်မှတ်စီ900.94ကြကြပြင်ပပေါ့စီ1000ကြပေါ့စီရှိပါတယ်ပေါ်ပြပါငွေလက်လက်နှုတ်တွေဟာအချိန်နဲ့မျှပြောင်းလဲမှုရှိနိုင်တယ် ောက်ဆုံးရပြည်တွင်းရွှေစင်းတုံးတွေကတော့အခောက်ရွှေတစ်ချက်သားကိုရွှေကုံတဲ့အသင်းသတ်မှတ်စေ59သိန်း8000ကျပ်ပြင်ပပေါက်စေ88သိန်း3000ကျပ်15ဘဲတစ်ချက်သားကိုရွှေကုံတဲ့အသင်းသတ်မှတ်စေ56သိန်း6250ကျပ်ပြင်ပပေါက်စေ82သိန်း2000ကျပ်ပေါက်စေရှိပါတယ်ပေါ်ပြပါရွှေစင်းတုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါ နောက်ဆုံးရရန်ကုန်73ကြီစင်းလုံးတွေကတော့ဒီဇယ်တလီတာကို2555ကျပ်ပရီမီယံဒီဇယ်တလီတာကို3095ကျပ်အော်ဒိတ်92တလီတာကို2600ကျပ်အော်ဒိတ်95တလီတာကို2695ကျပ်ပေါ့ဈေးရှိပါတယ်ပေါ်ပြပါ73ကြီစင်းလုံးတွေဟာအချိန်နဲ့မျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရစောင်းကြီစင်းလုံးတွေကတော့စောင်းကြီတစ်ပိတ်သားကိုစစ်ကောင်စီတတ်မှတ်စေ 6330ကျပ်ပြင်ပပေါက်စီ1500ကျပ်ပေါက်စီရှိပါတယ်။ပေါ်ပြပါဈေးနှုန်းတွေကတော့အချိန်နဲ့အမျှကြောင်းလဲမှုရှိနိုင်ပါတယ်။ဒီမြေစီမပရိုင်တိုင်းမြေစီမသတင်းစီစဉ်ကိုတင်ဆက်ပေးကြတာပါ။ကြည့်ရှုအားပေးကြတဲ့သူတွေအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။မင်္ဂလာရှိတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ။